ဘိုးသက်ဆေးဓာတ်ကျွင်းပမာဏကြောင့်တရုတ်ဘက်ကတင်ပို့ခွင့်ယာယီရပ်ဆိုင်းထားခဲ့တဲ့ဘဲတင်စိမ့်နယ်ငပြောတိနန်တွေအပေါ်ဖြည့်လျှော့ပေးသွားမယ်လို့သိရပါတယ်။ဒီလိုဖြည့်လျှော့ပေးနိုင်ဖို့အတွက်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးမင်းအောင်ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ပအဝင်တက်ရောက်ခဲ့တဲ့ယခုလာအတွင်းတရုတ်နိုင်ငံမှာကျင်းပတဲ့ကိုကြိမ်မြောက်အာဆီယံတရုတ်ပိုးမွှားယောဂကင်းစင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးမှာထဲ က်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးရှာမှမြန်မာနိုင်ငံမှပဲတည်ဆိုင်တင်ပို့တဲ့ကုမ္ပဏီ25ခုနဲ့ငပြောတင်ပို့တဲ့ကုမ္ပဏီ9ခုတို့ကိုပို့တဆေးတကြွင်းပမာဏကြောင့်တင်ပို့ခွင့်ရယူရဆိုင်ထားတဲ့အတွက်ဖြေလျှော့ပေးရှိသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မြန်မာနိုင်ငံမှာငှက်တိုက်တင်ပို့မှုလုပ်ငန်းစဉ်ရက်အတွက်လိုအပ်သောအထူးသဘောတူညီချက်နှင့်ဆက်လင်း၍ကူညီဆောင်ရွက်ပေးမယ်လို့လဲ GACC ဘက်မှပြန်လည်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။